င်္ဂလာညချမ်းပါရှင်။နေပြည်တော်မိုးလီဝတ္တနယ်ဇလာဗီတာညချောင်းမူစီဌာနမှာ2025ခုနှစ်မတ်လ16ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလီဝတ္တသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုက်ထွာရရှိခဲ့တဲ့အမြင့်ဆုံးပူချိန်များမှာနေပြည်တော်နယ်ရန်ကုန်မြို့တော်မှာ36ဒီဂရီဆက်စီရဲ့69ဒီဂရီဖာရန်ဟိုက်စီနဲ့မန္တလေးမြို့မှာ41ဒီဂရီဆက်စီရဲ့106ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်။ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသကြိုတုမှဖန်ဝင်ရရှိတဲ့ပုံရ ကပ်လီပင်လယ်ပင်နေမင်္ဂလာပင်လယ်ရောတောင်ပိုင်းတို့မှာတိမ်တင်တင်မှာတိတ်ထူထန်နေပြီကျန်မင်္ဂလာပင်လယ်ရောမှာတိမ်နေငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာတိမ်ကိစင်တလောင်ရှိနေပြီကျန်ဒေသတွေမှာတိမ်နေငယ်မှာတိမ်တင်တဲ့ဖြစ်ထွန်းနေရကိုတွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာလိုင်းနေငယ်မှာတင်တင်ရှိပါမယ်လိုင်းမြန်မာမြမကဲရိုရန်တရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာ၄ပေမှာ၆ပေကန်ရှိနေပါတယ် မနက်ဖြန်မွန်တန်ချိန်ဤခမ်းမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်နဲ့တနင်္သာရီတန်တီတာကြီးတို့မှာနေရာချက်ချင်းနေရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာခွက်ကြားမှုထစ်ချုံရပါမယ်စကိုင်းတန်တီတာကြီးအေရော်ရီတန်တီတာကြီးရန်ကုန်တန်တီတာကြီးပဲခူးတန်တီတာကြီးရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်တို့မှာတိမ်တင်းတင်းဖြစ်တော်မူချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာအများအပြားဖြင့်တိုက်ရပါမယ် နေပြည်တော်နဲ့ညီတော်အိမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခမှန်ချက်မှာအများအပြားတရားပါမယ်။အမြင့်ဆုံးပူချိန်မှာ38ဒီဂရီဆက်စီရဲ့69ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးပူချိန်မှာ25ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။ရန်ကုန်မြို့နယ်ညီတော်အိမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခမှန်ချက်မှာတိမ်တက်တဲ့ဖြစ်တော်မှာမယ်။အမြင့်ဆုံးပူချိန်မှာ38ဒီဂရီဆက်စီရဲ့69ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးပူချိန်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။ မန္တလေးမြို့နယ်ဤတော်ိုင်းမဏ္ဍပ်ပြင်အတွက်မိုးလီဝတ္တအခြေအနေခမ်းမန်းချက်မှာအများအပြားတာယာပါမယ်အမြင့်ဆုံးဘူးချိန်မှာ47ဒီဂရီဆက်စီယပ်100ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ28ဒီဂရီဆက်စီယပ်87ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။နောက်နေ့အတွက်ခမ်းမန်းချက်အနေနဲ့ကတော့ကချင်ပြည်နယ်နဲ့စကန္နဒီသာရီထပ်ပိုင်းတို့မှာနေရာခွက်ကြောင်မှာနေရာကျကျမိုးတစ်ချုံရွာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြစမ်းမချမ်းသာကြပါစေရှင်။